မြန်မာနိုင်ငံမှာယင်းနှိမ့်ညံ့လို့တဲ့ဂျပန်စီးပွားရေးလုပ်ငန်းတွေအတွက်အထူးကကြုံတွေ့နေရတဲ့အခက်အခဲဟာလျှက်စစ်တရားပြတ်တောက်မှုဖြစ်တယ်လို့ဂျပန်နိုင်ငံ ပြည်ပကုံတွေရေးအဖွဲ့ကအာရှနဲ့သမုဒ္ဒရာနယ်မြေညွှန်ကြားရေးမှူးမစ္စတာအီဆာမူဝါကာမက်ကဒီဇင်ဘာလ17ရက်နေ့ကတိုချိုမြို့ရှိဂျက်ထရိုရုံးချုပ်မှာအာဆီယံ10နိုင်ငံကဂျာနယ်လစ်တွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့ပါတယ်။ ဂျက်ထရိုအနေနဲ့နိုင်ငံလိုက်စီးပွားရေးလုပ်ကိုင်မှုတွေ့ကြုံရတဲ့အခက်အခဲတွေကိုစည်ရင်ပြုစုခဲ့ရမှာလက်စစ်တရားမလုံလောက်မှုနဲ့မကြာခဏပြတ်တောက်မှုတို့ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကိုင်လိုတဲ့လုပ်ငန်းရှင်တွေအတွက်အကြီးမားဆုံးခက်ခဲဖြစ်နေတယ်လို့သိရပါဗျာ။အဲဒီနောက်မှာတော့ကုန်ထုတ်လုပ်မှုစည်းရိမ်ကြီးမြင့်မှုအလုပ်သမားများစံချိန်မမီမှုအကျန်းတဲ့ပစ္စည်းများရရှိဖို့ခက်ခဲမှုအခြေခံအဆောက်အအုံရှာပါမှုတို့ဟာအစဉ်လိုက်ရပ်တည်လျက်ရှိတယ်လို့သိရပါဗျ။ မစ္စတာအီဆာမူဝါခါမတ်စ်ကမြန်မာနိုင်ငံဟာအရှေ့တောင်အာရှနိုင်ငံတွေထဲမှာအကြီးမားဆုံးအလားအလာရှိနေတဲ့နိုင်ငံဖြစ်ပြီးအရင်လတလထဲမှာပဲရန်ကုန်မှာရှိတဲ့၎င်းတို့ရုံကိုဂျပန်စီးပွားရေးလုပ်ငန်းရှင်ရှေ့ရကျော်လာရောက်ဆက်သွယ်ခဲ့ကြတယ်လို့ပြောပါရယ်။အရင်ကတရုတ်နိုင်ငံဟာဂျပန်နိုင်ငံရဲ့အဓိကမြို့နယ်ရာနေရာဖြစ်ပေမဲ့လက်ရှိတင်းမာနေတဲ့အခြေအနေတွေနဲ့တရုတ်နိုင်ငံရဲ့အခြေအနေတွေကြောင့်ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့တနိုင်ငံထဲမှာမြို့နယ်မဲ့အစားအာဆီယံ၁၀နိုင်ငံမှာကွဲပြီးမြို့နယ်မှုကိုပုံမှုစိတ်ဝင်စားလျက်ရှိပါရယ်။ အခုနှစ်မှာတော့အာဆီယံနိုင်ငံတွေကမြုပ်နှံမှုဟာတရုတ်မှာမြုပ်နှံမှုထက်နှစ်ဆခန့်မြင့်တက်ခဲ့ပါတယ်။ဒါအပြင်မြန်မာအစိုးရကဖိတ်ခေါ်ထားတဲ့တဝယ်စီမံကိန်းလုပ်ငန်းအပေါ်ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့စိတ်ဝင်စားမှုရှိပြီးတဝယ်စီမံကိန်းဟာဂျပန်နိုင်ငံအတွက်အိန္ဒိယအရှေ့လယ်ပိုင်းနဲ့အခြားအာရှနိုင်ငံတွေကိုကုန်သွယ်လမ်းကြောင်းပွင့်သွားနိုင်တဲ့ဖြတ်လန်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အာဆီယံ၁၀နိုင်ငံဟာတရုတ်နိုင်ငံပြီးပါကဂျပန်ရဲ့အကြီးဆုံးကုန်သွယ်ဘက်အဖွဲ့အစည်းဖြစ်ပြီး 2013ခုနှစ်အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာဘီလီယံ60ကျော်ကုန်သွယ်ခဲ့ကဂျပန်နိုင်ငံကုန်သွယ်ရေးရဲ့15ရာခိုင်နှုန်းခန့်ထိရှိခဲ့ပါတယ်။အာဆီယံတနိုင်ငံချင်းအနေနဲ့မလေးရှားနဲ့အင်ဒိုနီးရှားတို့ဟာဂျပန်နိုင်ငံကိုတင်ပို့မှုအများဆုံးဆယ်နိုင်ငံထဲမှာပါဝင်ခဲ့ပြီးထိုင်း၊ဗီယက်နမ်၊ဖိလစ်ပိုင်၊စင်ကာပူ၊ဘရူနိုင်းတို့ကထိပ်ဆုံးနိုင်ငံ90မှာပါဝင်ခဲ့တာဖြစ်ပါတယ်။